အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒါဒုတိယကြိမ်ပြန်လည်ရိုက်ကူးခြင်းဖြစ်ပါတယ်ရိုက်ထားရင်လည်းရိုက်ပြီးတဲ့အချိန်မှာ video file တွေပါမလာဘူးပေါ့နော်ကျေးဇူးတင်ပါတယ်လို့အဲ့တော့တရင်ကတော့နည်းနည်းတော့ကြတော့မယ်အဲ့အတွက်တောင်းပန်ပါတယ်ပထမဆုံးတရင်ကတော့မကွေတဲ့နေသားကြီးပခုတ်ကူမြို့နယ်ထဲမှာခြေဆိုင်နေတဲ့ PDF တွေအကြောင်းပေါ့နော်ဒီ PDF တွေကလွန်လာပြီတော့ပခုတ်ကူမြို့နယ်နဲ့ဒီဘက်မြစ်တစ်ဖက်ကန်ချတဲ့ညောင်ဦးဒေသမှာလည်း ဒီ PDF ရဲ့ဒုက္ခပေးမှုကိုတော်တော်လေးခံစားနေရတယ်။ပခုတ်ကူမျိုးနဲ့အင်းဝိုင်းကြီးရွာကဒေသခံအမျိုးသမီး6ဦးကိုပေါ့နော်။ PDF အဖွဲ့တွေကဖမ်းဆီးပြီးတော့ရိုင်းနှက်နှိပ်စက်ခဲ့ပါတယ်။ဒီလိုရိုင်းနှက်နှိပ်စက်ခဲ့တာကြောင့်ဒီအမျိုးသမီးတွေရဲ့နောက်ကျောပြင်တစ်ခုလုံးဒီတင်ပါပြီးလို့ရှိရင်ဒီပေါင်တွေခြေတလုံးတွေတော်တော်ကိုရစရာမရှိတော့ဘူး။ဆိုးဆိုးပြက်ပြက်ကိုဒါနှိပ်စက်ခဲ့တာဖြစ်ပါတယ်။ဒီလိုကြောက်လေ PDF တွေကြားထဲမှာအချင်းချင်းသဘောထားကွဲလွဲနေတာဖြစ်နေတယ်လို့သိရတယ် နောက်ချက်ကအဲ့ဒီ PDF ဖွဲ့ဝင်တွေကဒီပခုတ်ကူပေါ့နော်ပကံရဲ့ဒီဘက်တစ်ဖက်ကမ်းမှာရှိတဲ့စိတ်ကဝရွာအဲ့စိတ်ကဝရွာမှာရှိတဲ့လုံညိုရေးစခန်းကိုလည်း drone တွေနဲ့ချနေတယ်လို့ဒါသတင်းတွေရရတယ်။နောက်တစ်ချက်ကအဲ့ဒီစိတ်ကဝရွာရဲ့ဒီဘက်မှာရွာတစ်ပေါ့နော်ရင်နချက်ဆိုတဲ့ရွာရှိတယ်။အဲရင်နချက်ရွာမှာ PDF တွေအခြေချပြီးတော့တော်တော်အများများတယ်။အဲ့ဒီမှာရှိတဲ့ဒီရင်နံလောက်ွက်တွေကိုပတ်စံကောက်နေတာဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီပခုတ်ကူတရားအစင်းက ရွာတရွာပေါ့အဲ့ဒီရွာမှာလဲဇွန်လ19ရက်နေ့ညပိုင်းပေါ့ညဥ်ပိုင်းမှာအဲ့ဒီဒေတာကယာဉ်မူးပေါ့အဲ့ဒီရွာယာဉ်မူးကိုဖမ်းဆီးပြီးတော့ရွာပြင်မှာတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ပေတော့ကြောင်းကုန်းသတင်းပေါ့နော်ပေတော့ကြောင်းကုန်းသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုဒီနေ့မှာတော့ဆရာတော်ဆက်သွင်းလာပါတယ်သူတို့ဖြစ်ပြက်သွားတဲ့အဖြစ်ပြက်တွေကိုပြောမိတ်ပါတယ်ကျွန်တော်မိတ်တဲ့အချိန်မှာအခုចောင်းသားကတော့စောပိုင်းတော့ယာချီတာပေါ့နော်ဒါပေမဲ့ ကျောင်းနေတဲ့ကျောင်းမှာကျောင်းနေတဲ့ကလေးတွေပေါ့ KG ကနေစပြီးတော့ grade တွဲဖြည့်ပြီးသားအထိ WG တက္ကသိုလ်ကျောင်းသားတယောက်ပါတယ်ဗောနော်ဒလော့ဆယ်34ဦးလောက်ပြီးလို့ရအောင်တင်းရှောင်နေရတယ်ပြီးတော့ကျောင်းကုန်ဒီဘက်ကကျောင်းကို PDF တွေဝင်ရောက်ဖျက်ဆီးတယ်ပြီးလို့ရှိရင်ကျောင်းမှာရှိတဲ့ပစ္စည်းတွေကိုအဲ၃မိန်းနေနဲ့တိုက်ယူသွားတယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တို့ရတယ်ပြီးတော့အဲ့ဒီကျောင်းကိုဒလန်ကျောင်းဆိုပြီးတော့အဲ နောက်ဆက်တက်ဖြတ်ဖို့လာတာပေါ့တကယ်တမ်းတော့လွတ်သွားတာပေါ့နော်လွတ်သွားတယ်ခလီတွေရောဆရာတော်ရောဆရာဆရာမတွေရောလွတ်သွားတယ်ဆရာမအိမ်ကလည်းအကုန်လုံးနေရံနေခွာခွာပြီးတော့အိတ်ထဲရှိတဲ့ပစ္စည်းတွေအကုန်လုံးတတမြတိုက်ယူဆောင်သွားတယ်အဲ့တော့ចောင်းကိုလည်းပြန်လို့မရတော့ဘူးလက်ရှိအခြေအနေမှာဆရာတော်ရဲ့မိကြချက်အရာခလီတွေခက်ခဲဖြစ်နေတယ်ခလီတွေမှာအဝတ်စားတွေလိုအပ်ချက်ဖြစ်နေပြီအဲ့တော့ဘေးကင်းရာတနေရာမှာဒီခလီတွေကိုဆက်လက်ပြိုးထောင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအတတ်နိုင်ဆုံးတော့ကုညီမယ် ဲ့တော့တကယ်လို့များဒီကလေးတွေအတွက်ကုညီခြင်းနဲ့စောင့်ရှောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာတော်ရဲ့ဖုန်းနံပါတ်ကိုပေးပါမယ်။ဆရာတော်ကိုလျှောက်ထားပြီးတော့ကလေးတွေကိုကုညီစောင့်ရှောက်ပေးကြပါလို့မေတ္တာရက်ခတ်ခြင်းပါတယ်။တကယ်ကုညီမဲ့သူတွေကျွန်တော်စီဆက်သွယ်ပေးပါလုံခြုံရေးအရာတော့ကျွန်တော်ဒီဖုန်းနံပါတ်ဒီပါတွေတော့မဖော်ပြတော့ပါဘူး။ဆိုတော့နောက်တဲ့တင်းတဲ့ဘုကကန်တော့ရေစခန်းပေါ့။ကန်တော့ရေစခန်းကပြီးခဲ့တဲ့ရက်ပိုင်းတွေကနှစ်ပတ်ကျော်လောက်တိုက်တယ်။အဲ့တော့တိုက်တဲ့အဖွဲတွေကလည်းဒီရင်းမပင်မှာရှိနေတဲ့အဖွဲတွေအများကြီးပေါင်းတိုက်တယ်။ အင်အားတာလွန်အင်အားနဲ့တိုက်တယ်ဒီမှာရှိတဲ့အင်အားနည်းနည်းလေးကိုတာလွန်အင်အားနဲ့တိုက်ရဲဆိုတော့တာလွန်အင်အားနဲ့တိုက်တဲ့အချိန်မှာကျွန်တော်ကြားရသလောက်ကနောက်ရေစခန်းကလူညိုကြီးအဖွဲ့ဝင်တွေအကုန်လုံးအင်မတီကိုရှေ့သွားတယ်လို့ပြောတယ်။နော်ဆုတ်သွားရတယ်ပေါ့အင်မတီကိုဆုတ်သွားပြီးအင်မတီမှာသွားပြီးတော့အထိုက်ပြန်ချတယ်ပေါ့။အဲ့တော့ကနောက်ရေစခန်းတွေကိုသူတို့ဝင်တယ်ဝင်ပြီးတော့အဲ့ချက်မှာရှိတဲ့ပစ္စည်းပစ္စည်းတွေယူဆောင်တယ်။ နောက်ပြီးလို့ရှိရင်ဓာတ်ပုံတွေရိုက်ပြီးတော့သတင်းတင်နေပေါ့ဒါဒါသူတို့ဘက်ကပြီးခဲ့တဲ့ကိစ္စသူတို့ထုတ်ပြန်ခဲ့တဲ့ကိစ္စဒါပေမဲ့ကျွန်တော်တို့ပြန်ရတဲ့သတင်းတွေကကန်တော့ရေစခန်းကိုပြန်ရသွားပြီလို့လည်းသိရတယ်နော်ဒါပေမဲ့ဟိုတိကျတဲ့သတင်းထုတ်ပြန်မှုမျိုးတော့မရှိသေးဘူးအဲ့ဒါကိုတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်မယ်နော်နေမီသတင်းတွေအတည်ပြုအောင်မယ်နောက်တစ်ချက်ရှိသေးတယ်အဲ့ဒါကတော့ဒီကန်တော့ရေစခန်းကိုလာတင်တဲ့အချိန်မှာသူတို့ဘက်ကအထီးခိုက်အသေးဆုံးတော်တော်လေးများတယ်နော်စနိုက်ပါမှန်တာတွေရော ီလေးရင်မှန်တာတွေရောလက်နက်ကြီးမှန်တာတွေရောအချင်းချင်းဒီပတယ်ဆိုင်တဲ့နေရာမှာတည်တာတွေရောမတည်လည်းမခံနိုင်ဘူးလေနှစ်ပတ်ကျော်လောက်တိုက်ရတဲ့ဒီစကန်သိန်းတိုက်ပွဲကတော့ဒါတော်တော်လေးပြင်းထန်ခဲ့တယ်လို့ပြောရမယ်နှစ်ပတ်လောက်တောင်ခုခံခဲ့ပြီးတော့မှတခြားတနေရာကိုပြောင်းသွားတဲ့စစ်တီတီတော့လည်းမချစ်တင်ခဲ့တော့ဖြစ်မှာပဲနော်ဒီလူညွှန်းတစ်ဖက်ဝင်တွေမချစ်တင်ခဲ့တော့ဖြစ်မှာပဲဒါပေမဲ့လည်းအင်အားတာလုံအင်အားဖြစ်လာပြီဆိုလို့ရှိရင်ရွှေ့တော့ရွှေ့ရပါတယ်ဒီမှာတစ်ချက်ကျွန်တော်ပြောစရာရှိတာကတနည်းအားနေခြားတနည်းအားဆုတ်သွားတိုင်း အဲ့ဒါရှုံးလို့ပြေးတာမဟုတ်เนาะဒါကစစ်တဘောတရားအရကျွန်တော်လည်းတအားကြီးတော့ဟိုစုံစုလောက်ကြီးကျွမ်းကျင်နေရတော့မဟုတ်ပြောချင်တာအခုကျွန်တော်တို့ဒီတိုက်ပွဲတွေပေါ်ဆောင်တဲ့မြန်မာနိုင်ငံမှာလက်ရှိအခုတိုက်နေတဲ့ပုံစံတွေကိုကြည့်လိုက်เนาะဤအမျိုးမျိုးနဲ့တိုက်တယ်အခုကြောက်ဖြူเนาะကြောက်ဖြူမှာဆိုလို့ရှိရင် AA တွေကျုံသွင်းနေဝင်လာတယ်ကြောက်ဖြူမှာပဲထိုင်ရှင်းနေတယ်တော်တော်ဒီခုနိုင်ရေကန်အဲ့တိုင်းမဲ့နိုင်ရေကန်စခန်းဒီနေ့ထိကျွန်တော်တည်င်းနေရတယ်ကျွန်တော် ဖုံးပြောနေတဲ့အချိန်မှာ ਉਹ ဒါ plot dot plot dot plot dot နဲ့လက်နက်ငယ်တန်တွေကြားရတယ်အကြီးတန်တော့မကြားရဘူးနော်။နိုင်ငံတိုက်ပွဲကလည်းနေစဉ်ရက်ဆက်ဆိုလိုဖြစ်နေ။ကြောက်ဖြူလည်းနေစဉ်ရက်ဆက်ဆိုလိုဖြစ်နေ။ဒါပေမဲ့ဆက်ကြော်နိုင်လားဆိုမကြော်လာနိုင်ဘူး။ပြီးခဲ့တဲ့ဒါလားဒီတော့ကတအားဆွေးရင်ခဲ့ကြတဲ့ညောင်ကျိုးနော်ဒီဘက်ချမ်းဒီပထောင်းမှာရှိတဲ့ညောင်ကျိုးစခန်းညောင်ကျိုးဘက်ချမ်းလည်းအတိုင်းပဲ။ဆက်ပြီးတော့မကြော်လာနိုင်ဘူး။အခုဆိုလို့ရှိရင်အဲ့ဒီဘက်ချမ်းနှစ်ချမ်းကတန့်သွားပြီးတော့ဒီလေးမျက်နှာမှာရှိတဲ့တဲနုကုန်းလိုရေပြူတို့ဘက်ချမ်းကိုတခါဥပြန်လှည့်လာတယ်။အဲ့ဒီမှာရှိတဲ့ အနောက်တက်သုံးလေးလေးဘက်ကိုဥတီလာတယ်အဲ့တော့ပြောချင်တာကသူတို့ဘတ်တယ်ဆိုင်လို့ရတဲ့နေရာတွေမှာအာတာမဲ့ထင်းတဲ့နေရာတွေမှာစုပြီးတော့ဆိုင်တယ်ဥပမာဘန်ဘောဥပမာနောင်ချူနော်ဒီပုံစံမျိုးဖြစ်တယ်အခုဖားကန့်ပေါ့အဲ့တော့အဲ့ဒါကဟိုတနေရာမှာခန်းစစ်ပြင်ပြီးတော့ကျုံးမယ်ကျုံးလို့အင်အားတက်နိုင်တော့ရသလောက်ဖြုံးမယ်ဖြုံးပြီးလို့ရှိရင်အားမများလာပြီဆိုလို့ရှိရင်နောက်တနေရာထပ်ပြောင်းမယ်ဒီလိုပဲတဖြည်းဖြည်းနဲ့သူကစစ်ကစားသွားတာပေါ့ဒါကျွန်တော်တို့မမှီနိုင်တဲ့နီလန်းလေး ကျွန်တော်တို့မမိနိုင်နဲ့မသိနိုင်တဲ့နီလန့်တွေလူမှုကွန်ရက်ပေါ်နေသတင်းဖတ်ပြီးတော့ဟာပြေးလိုက်ပြန်ပြီလားကွာရသွားပြန်ပြီလားကွာဆိုဒီလိုထိုင်ပြောနေရတာတော့လွယ်တယ်ဒါပေမဲ့မြေပြင်မှာဒါမှမဟုတ်လို့ရှင်ကုတ်ကဲရတာเนาะအများနဲ့ကုတ်ကဲရတာမလွယ်ကူဘူးပေါ့เนาะအဲ့ဒီအတွက်လည်းဟိုတချို့ကိစ္စတွေမှာဝေဖန်မစောကြဖို့လိုတယ်ဆိုတော့လက်ရှိဒီမီဒီယာတွေတိုးတက်လာတဲ့ခင်မီလာတာနဲ့အမျှเนาะဟိုသတင်းတွေအမြန်တဲ့ခါကျတော့ဒီလိုမြင်ရတာဟိုးအရင်ခေတ်တုန်းကဒီ ဆိုရှယ်မီဒီယာတွေမပေါ်ခင်တဲ့ခေတ်တော်ကနိုင်ငံတကာနိုင်ငံကိုညင်ဝှပြပြအောင်အုပ်ချုပ်ဖို့အတွက်နှစ်ပေါင်း10နဲ့ချီယူပြီးတော့တာဝန်ယူရတယ်။အခုကဒါ၄နှစ်ကျော်၅နှစ်တွင်မှရှိသေးတယ်။အဲ့တော့အဲ့ဒီအတွက်လေးအချိန်လေးကျွန်တော်တို့နည်းနည်းတော့ပေးဖို့လိုတယ်ပေါ့နော်။နောက်တစ်ထင်းတစ်ပုတ်ကတော့ဒီမြင်းမှုနဲ့မုံရွာမြို့နယ်တွေမှာ အခြေစိုက်တဲ့ PDF အဖွဲ့ဝင်တွေ24ဦးအလင်းဝင်လာတယ်လို့ပြောပါတယ်။နောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ PDF တွေကို မိဘတွေလက်ထဲပြန်အပ်ခဲ့တယ်ဒီနေ့ဒိတ်နဲ့ကျင်းပပြုလုပ်တဲ့ဒါအခမ်းအနားပေါ့နော်မိဘတွေလက်ထဲကိုလွှဲပြောင်းပေးရတဲ့အခမ်းအနားပေါ့အဲဒီအခမ်းအနားလုပ်ခဲ့တယ်ဒီကလေးတွေအနေနဲ့တကယ်ပဲကျွတ်တန်းဝင်သွားတာလားပေါ့တကယ်ပဲအတိတရားရပြီးဝင်လာတာလားဒါကိုလေကျွန်တော်တို့တည်တည်ချာချာလေးတော့ပြန်သုံးသပ်မယ်နဲ့တော့တူတယ်เนาะတချို့သူတွေအလင်းဝင်လာတဲ့အလင်းဝင်လာပြီးမှနေမီမှာနေပြီးတော့ကောင်းတို့လို့လို့နဲ့ထောက်ပို့လုပ်နေတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒါမျိုးတွေကလည်း ဟိုဝင်လာပြီဆိုတိုင်းပဲလွတ်မထားပဲနဲ့ကျွန်တော်တို့တောက်လျှောက်စောက်ကြည့်ဖို့လဲလုံမယ်လို့ထင်ပါတယ်ဆိုတော့ကောင်းတာတော့ကောင်းတယ်သူနိုင်ငံအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကောင်းတယ်ဒါပေမဲ့သူ့ဘက်ကိုယ့်ဘက်ခွဲပြီးကြည့်တဲ့အမြင်နေနဲ့ဆိုရင်တော့ဒါကနည်းနည်းတော့တတိထားပြီးတော့စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်နေ့တစ်ပုဒ်ကတော့မိုးလေဝသနဲ့ဇလဗီဒညွန်ချမှုဦးစီးဌာနနဲ့ထုတ်ပြန်ထားတဲ့ဒါမုတ်တုံလေးအားအလွန်ကောင်းလာနိုင်တဲ့အကြောင်းဖြစ်ပါတယ်ဇွန်လ20ရက်နေ့ကနေ25ရက်နေ့အထွေမှာအနောက်တော်မုတ်တုံလေးကအားအလွန်ကောင်းလာနိုင်တာကြောင့် ယခုရက်ပိုင်းထဲမှာဒိုင်းဒေသကြီးပြည်နယ်တွေအလိုက်မိုးကြီးရာတွေမိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်အဲဒါကြောင့်ဒီတောင်ပေါ်ဒေသတွေမြေပြိုနိုင်တဲ့ဒေသတွေရေကြီးရေရှမ်းမှုဖြစ်ပွားနေတဲ့ဒေသတွေနောက်ပြီးလို့ရှိရင်ဖြစ်ပွားလွယ်တဲ့ဒေသတွေနောက်ပင်လယ်ပြင်ခရီးသွားတဲ့နေရာတွေမှာအထူးသဖြင့်တတိထားဖို့เนาะလိုအပ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးချင်ပါတယ်ခင်ဗျာနောက်တစ်နေ့တစ်ပုဒ်ကတော့ကျွန်တော်တို့ဒီခမ380ပေါ့เนาะမင်းပြခမ380မှာ ဒါအေအေကမင်းပြားကိုတင်ပြီးတည်းကအခုနောက်ပိုင်းအခြေချနေတယ်ဆိုပြီးတင်ရတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတန်တွဲပေါ့နော်အခြေချနေတယ်ဆိုတော့တင်ရတယ်တင်မိုးပေါ်ကနေလှန်ပစ်လိုက်တယ်ဒါတန်တွဲမှာတော့ဖြစ်စဉ်အလို့ရှိခဲ့တယ်အခုလည်းခမန့်380မှာအေအေအဖွဲ့ဝင်အခြေချနေတာတင်ရလို့လေချောင်းတက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရတယ်လေချောင်းတက်ခိုက်မှုကအပျက်စီးများပြားခဲ့တယ်ထိခိုက်မှုများပြားခဲ့တယ်ဒါပေမဲ့လည်းတင်အမောင်ချထားတာဒီနဲ့ နော်ပြည်သူလူထုတိပိုင်ခွင့်မရှိတဲ့အရာတွေများတယ်ပေါ့ဟိုချက်ချင်းပဲပိတ်ဆို့လိုက်တယ်ပိတ်ဆို့ပြီးအဲ့ဒီကိစ္စတွေရှင်းလင်းတယ်ပေါ့နော်အဲ့ဒီအတွက်ဘယ်လောက်တည်သွားတယ်ဘယ်လောက်ပြက်စီးသွားတယ်ဆိုတာတော့ကျွန်တော်တို့တရားအတည်ပြုနိုင်တာမရှိပါဘူးခင်ဗျာဆိုတော့နောက်တဲ့တဲ့ဘုကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကအမှတ်6ဒီမြောင်းမြပေါ့နော်အထက်တန်းကျောင်းမှာလူမှုကွန်ရက်ပေါ်ထွက်ပေါ်ခဲ့တဲ့ဒီရုပ်သက်ဖိုင်းပေါ့ကလေးမလေးကိုတခြားအဖွဲ့တွေကဒီအုပ်စုဖွဲ့နိုင်ကျင်တဲ့ကိစ္စပေါ့ဒါနဲ့ပတ်သက်ပြီးတော့ပြည်ညိုင်းဝန်ကြီးဌာနကပြန်လည်ဖြေကြားထားပါတယ်အဲ့ဒီဗီဒီယိုဖိုင်က 28ရက်17လ2024ကဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။နောက်ပိုင်းမှပြန်ပြီးပြန်လာတာပေါ့နော်။ဆိုပြန်လာတဲ့အခါမှာဒီရိုက်ခံရတဲ့ကလေးက grade 6အကြောင်းသူဖြစ်ပါတယ်။ဆိုရိုက်ခဲ့တဲ့ကလေးတွေကတော့ grade 7နဲ့ grade 9အကြောင်းသူနှစ်ဦးဖြစ်ပြီးတော့ဒီဖြစ်စဉ်ကိုဗီဒီယိုရိုက်ယူပေးခဲ့တာကတော့ grade 7အကြောင်းသားဖြစ်ပါတယ်။ကျောင်းစီကံဖောက်ပြတာကြောင့်ကျောင်းစီကံထင်းထင်းကြီးအဖွဲကနေပြီးတော့အုတ်ထင်းသူမိဘတွေစီကိုပြန်ပြီးတော့ အနံ့ခဲ့တယ်နောက်နောက်မှဒီလိုမဖြစ်ပါဘူးဆိုပြီးတော့ဒါလက်မှတ်ထိုးပြီးခဲ့တယ်လို့ပြောတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ line ပေါ်မှာကောလာလာတွေဖြန့်နေတာကဒီကလေးမလေးကိုအเจ้าကနေပြီးတော့အေးအေးယူလိုက်တဲ့ပုံစံမျိုးတည်င်းနေဖြန့်နေပေါ့ဒါပေမဲ့ဒီလိုမဟုတ်ဘူးပေါ့နော်မြောင်မြတ်ခင်ရင်ပညာရေးမှုကနေပြီးတော့ဥက္ကဋ္ဌအဖြစ်ဒါဌာနဆိုင်ရာစစ်ဆေးရေးဖွဲ့နဲ့ဖြစ်စဉ်ကိုစစ်ဆေးဆောင်ရွက်နေတယ်ဆိုပြီးဒါပညာရေးဥက္ကဋ္ဌပြန်လည်ဖြေကြားတာဖြစ်ပါတယ်ဒါအစိုးရရဲ့လုံထုံးလုံးကြီးပေါ့နော်ဟိုကျွန်တော်တို့အနေနဲ့ဆိုတော့ဟိုဒီကလေးတွေကိုပြန်ပြီးတော့တွေးဆုံပြီးတော့ဒီအချက်တကွဲအကျိုးနဲ့ဖြစ်သွားတဲ့ လေးအတွက်ပြန်ပြီးတောင်းပန်သေးခြင်းနဲ့ဒါကျွန်တော်တို့ရဲ့အမြင်ပေါ့နော်ပြန်ပြီးတောင်းပန်သေးခြင်းနဲ့လူသိရှင်ကြမဟုတ်ဘူးဆိုရင်တော့ဆရာမိဘတွေရဲ့ရှေ့တငယ်ချင်းတွေရဲ့ရှေ့မှာအခုလိုမျိုးဖြစ်စဉ်မျိုးနောက်မဖြစ်ဖို့အတွက်ပြန်ပြီးတောင်းပန်ရမှာဖြစ်ပါတယ်ဒါမှလားဒီကလေးမှဖြစ်သွားတဲ့အရာပေါ့တနစ်ကြော်ကြပြီဆိုပေမဲ့လည်းစိတ်ဓာတ်ရာကဒီဗီဒီယိုပြန်ပေါ်လာတဲ့အချိန်မှာသူ့အတွက်ဒါရှက်ရွှံ့တာတွေပဲရှိလာနိုင်တယ်လေဆိုတော့ဒီလိုနီလန်းလေးလှုပ်တဲ့နယ်လို့ထင်ပါတယ်ဆိုတော့နောက်တဲ့တင်းဘုတ်ကနောင်ချိုတဲ့တင်းဖြစ်ပါတယ် အားလုံးတည်တဲ့အတိုင်းနောက်ချူတရွေ့ရွေ့နဲ့နောက်ချူမှာဒါဘတ်တယ်ဂရောင်းလောက်ခဲ့တာနည်းနည်းတော့ကြာပြီအခုနောင်လင်ဘက်ကဝင်လာတဲ့လူညွှန်ရေးအဖွဲ့ဝင်တွေကဒါရွှေပြည်ညွန့်ကို မကြခင်ဒါတိတ်ဆဲနိုင်တော့မယ်ဆိုပြီးတော့ဒေသခံပြည်သူတွေကတရင်ပေးပို့လာတာဖြစ်ပါတယ်အဲ့လိုပဲဒီလမ်းမကြီးပေါ်ကစစ်ကြောင်းကလည်းရွှေညောင်မင်းကိုဒါတိတ်လိုက်ပြီလို့သိရပါတယ် ဒါကဒေသခံပြည်သူတွေရဲ့ပြေးဖို့တဲ့သတင်းဖြစ်ပါတယ်သူတို့လည်းအဲ့ဒီအနာထိသွားပြီးသတင်းယူလို့ရတာမဟုတ်ဘူးခက်လန်းလန်းနေရတဲ့သတင်းကိုပေးတာဖြစ်ပါတယ်နောင်ချိုမြို့မှာဒီရက်ပိုင်းမှာတော်တော်လေးရလက်ကောင်းနေရရှိနေတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီကြောက်ဖြူပေါ့နော်ကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရက်ကဒါသတင်းတွေတက်လာတယ်ပြိုင်စစ်ကီရွာနာမှာလူမျိုးကြီးတစ်ဖက်ဝင်တွေကိုအေအေဘက်ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်ထွက်လာတဲ့နောက်မှာလည်းဒီဓာတ်ပုံတွေလည်းတွက်လာတယ်ပေါ့အဲ့ဓာတ်ပုံမှာအေအေဖက်ဝင်တွေရဲ့ရှေ့မှာ ဒီဒူးထောက်တာတာတို့အဲ့လိုမျိုးဖန်စီခံထားတဲ့စစ်တီတီရဲ့ဓပုံဓပုံပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ငင်းပွားမှုတွေရှိတယ်အဲ့ဒါပါလဲဆိုတော့အာဒီပြိုင်စစ်ကေရွာနာမှာပဲသူတို့ဖန်ခံရတယ်လို့လို့ဘာလို့လို့ねဒီလိုမျိုးပြောတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဓပုံကိုပြန်ပြီးကြည့်ရတယ်ပေါ့တရင်တရင်တပ်ပုံဆိုတာတပ်ပုံကစကားပြောပိုတိုနယ်ဝါလိုင်းပဲဘယ်တော့မှတပ်ပုံကမညာဘူးပြန်ကြည့်လိုက်တဲ့အချိန်မှာဒီယာဒီမှာဖန်ဆီးထားတဲ့အရေးလက္ခဏာမျိုးကျွန်တော်တို့မမြင်ရဘူးဓာတ်ပုံကဆောင်းယာဒီမှာဖြစ်နေတယ် တော့အဲ့ဒီမှာဝတ်ထားတဲ့အဝတ်စားတွေရဲ့ပြီးလို့ရှိရင်ပတ်ဝန်းကျင်အခြေအနေရဲ့နောက်ပြီးတော့မြေပြင်အခြေအနေရဲ့ကြောက်ပြူမျိုးနယ်ဆိုတာတော့ဒီပင်လယ်နဲ့နီးတဲ့ဒေသဖြစ်တယ်ပြီးတော့ခုမိုးရွာဒီမှာမိုးအဆက်မပြတ်ရွာသွန်းနေတဲ့နေရာလည်းဖြစ်တယ်ရေကြီးနေမြုပ်မှုရှိတဲ့နေရာလည်းဖြစ်တယ်။အဲဒါကြောင့်မို့လို့အမြဲတမ်းဒီမြေကြီးတွေကဆူဆွတ်နေတယ်၊ဘွတ်ထနေတယ် ရွာဘက်မှာအဲ့လိုရှိတဲ့နေရာဖြစ်ပါတယ်အဲ့တော့အခုကြည့်လိုက်တဲ့ဓာတ်ပုံထဲမှာအဲ့လိုမဟုတ်ဘူးမဟုတ်တဲ့ခါကျတော့ဒီဓာတ်ပုံကအခုဖြစ်ခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘူးဆိုတာကျွန်တော်တို့သုံးသပ်အတည်ပြုလို့ရတယ်ပေါ့နော်နောက်တဲ့နေ့ဘုကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာပေါ့နော် PDF အဖွဲ့ဝင်တွေကဒေသခံပြည်သူအယက်သားပေါ့နော်အယက်သား6ဦးကိုအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ရွာငံမြို့နယ်ရုံတော်ကြီးရွာမှာနေထိုင်ကြတဲ့ဒါဦးကျော်ရဲအောင်ပါ6ဦးကိုတော့တကယ်တော့သွားတာ9ဦး ဲ့ဒီအဖွဲတွေကသူကဘယ်သွားလဲဆိုတော့အဲ့ဒီဒါအခေါ်အဲ့ဒီထိလိုက်ရွာနာမှာရှိတဲ့ငှက်တွင်းဆိုတဲ့နေရာကိုသွားတာငှက်တွင်းကိုသွားတဲ့နေရာလမ်းမှာပဲအဲ့ဒီ PDF အဖွဲဝင်100လောက်ကဖမ်းသွားတယ်အဲ့ဒီထက်ပါတဲ့အမျိုးသမီးတူဦးကိုပြန်လှုပ်ပြီးတော့အမျိုးသား6ဦးလုံးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လက်ရှိချိန်ထိနောက်ဆက်တွဲတဲ့တင်ဘာမှမရသေးဘူးလို့သိရပါတယ်နောက်တဲ့တင်ဘုတ်ကတော့တဘုတ်ဦးထက်ရှုပ်တဲ့အစ္စရေးနဲ့အီရန်ကိစ္စအခုဆိုလို့ရှိရင်ဒါတပတ်ကျော်ဖြစ်ပွားလာတဲ့ဒီတိုက်ပွဲတွေမှာဒီနေ့မှလည်းဆက်ပြီးတော့အပြန်အလှန် ဒါမီဇိုင်းတွေပြစ်နေကြတော့မယ်မြေပြင်တိုက်ပွဲခုချိန်ကြီးဆင်နွှဲနေတာမရှိဘူးမြေပြင်တိုက်ပွဲမဆင်နွှဲပေမဲ့ဝေဟင်တိုက်ပွဲဆင်နွှဲနေတယ်လို့လေလိုက်မှမှလည်းသူတို့တိုက်ပွဲဆင်နွှဲနေတယ်အီရန်ရဲ့ဒီခေါင်းဆောင်ဘာသာရေးခေါင်းဆောင်တော့အကြီးဆုံးအဓိပတိအယာတိုလာခါမေနီကသူ့အနေနဲ့ညှိနှိုင်းစရာအကြောင်းမရှိဘူးဒါပေမဲ့တစ်ဖက်ကတည်င်းမှာလည်းဘာပြောလို့ဆိုအယာတိုလာခါမေနီကနေပြီးတော့အမေရိကန်ကနေပြီးတော့အစ္စရေးကိုဒါအပြစ်ခတ်ရစဲဖို့ညှိနှိုင်းခိုင်းတယ်တို့တခြားနိုင်ငံတွေကနေတစ်ဆင့်ညှိနှိုင်းခိုင်းတယ်ဆိုတဲ့တည်င်းတွေထွက်နေတယ်။ဒါပေမဲ့လည်း အယာဒူလာခမင်းနီနဲ့သူ့ရဲ့အဖွဲ့တွေကတော့လုံးဝငြင်းဆိုတယ်ဒီမှာဒေါ်နယ်ထရန့်ကလည်းဗာပြောလဲဆိုတော့သူတို့အနေနဲ့အီရန်နဲ့အစ္စရေးနဲ့ဖြစ်နေတဲ့စစ်ပွဲတွေကိုဝင်မလားမဝင်ဘူးလားပေါ်ပေါ်တင်တင်ဝင်ပါမလားမပါဘူးလားဆိုတာနှစ်ပတ်အတွင်းဆုံးပြချက်ချမယ်ဆိုပြီးသူကပြောတယ်တကယ်တော့ဒါက6လုံးပဲအမေရိကန်လိုင်းကတော့ဗာဖြစ်သွားမယ်ဆိုတဲ့အတွေးအဲဒီလိုမျိုးလဲဟိုဘက်ကတွေးမယ်လို့သူထင်ပုံရတယ်ဒေါ်နယ်ထရန့်ရဲ့အဲ့ဒီ fake လုံးတွေကတအားကောင်းတယ်အဲ့ဒါကြတော့နှစ်ပတ်တွင်သူကဆုံးဖြတ်မယ်လို့တော့ပြောတယ်ဒါပေမဲ့လည်း အင်ဂျူရောရဲ့ထုတ်ပြန်ချက်အရအီရန်ရဲ့ဒီနျူကလ িয়ার တွေကရက်သက်တပတ်အတွင်းမှာထပ်ပြီးကောင်းထည့်ဖော်နိုင်တယ်။သူတို့ရဲ့ခေါင်းဆောင်စီကဆုံးဖြတ်ချက်တစ်ခါရတာနဲ့ရက်သက်တပတ်အတွင်းမှာနျူကလ িয়ার တွေရသွားနိုင်တယ်။လက်နက်တွေရသွားနိုင်တယ်ပေါ့။အဲ့တော့အမေရိကန်ကပဲအမျိုးမျိုးပြောနေတာ။ တခါအမေရိကန်ထုတ်လည်ရေးထုတ်ပြန်ချက်တွေကပြီးခဲ့တဲ့ရက်ပိုင်းကဗာပြောခဲ့လေဆိုတော့နောက်နှစ်နှစ်သုံးနှစ်ဆိုရင်တော့မာရီနျူကလ িয়ার လက်နက်မပိုင်ဆိုင်နိုင်ဘူးဆိုပြောပြန်ရောဒါသူတို့ဘက်ကပဲဒါလက်ကွက်တွေနဲ့ကစားနေတာပေါ့နော်အဲ့အစ္စရေးဘက်ကတော့အမေရိကန်ကို तू က request လုပ်ထားတယ်ခါမနီကိုလုံးချင်ဖို့အတွက်အီရန်ဘက်ကပြောတာကတော့အမေရိကန်ရဲ့ပါဝင်မှုကနော်အီရန်အတွက်ကတိတ်ပြီးပြဿနာမရှိဘူးအမေရိကန်ဒုံးကြီးအီရန်မှာတလုံးကြပြီဆိုလို့ရှိရင်ငရဲလို့ခံစားသွားမယ်ဆိုပြီးတော့ အဲ့ EM ဘက်ကခေါင်းဆောင်တွေကပြန်ပြီးတော့တုတ်ပြန်ထားတယ်ငရေကြသွားမယ်ပေါ့နော်အဲ့လိုတုတ်ပြန်ထားတဲ့အခြေအနေရှိတယ်လက်ချင်းချင်းတွေကတော့နှစ်ဖက်လုံးရှော့တဲ့အတိုင်းတာတော့မရှိသေးဘူးနှစ်ဖက်လုံးတင်းတင်းမမာနဲ့ဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ပါတယ်နောက်တစ်ရင်တစ်ပုတ်ကတော့ဒီခပေါင်းချောင်းရီမြင့်တက်လာတာကြောင့်တောင်ငူမြို့ပေါ်မှာရုတ်တရက်ရေကြီးနေမြုပ်မှုတွေဖြစ်ပေါ်နေပါတယ်မိုးဆက်မပြတ်ရွာသွန်းတာကြောင့်ခပေါင်းချောင်းရီကြီးပြီးတော့ရုတ်တရက်ဒါရေကြီးလာတယ် ဇွန်လ20ရက်နေ့မနက်ပိုင်းကနေစတင်ပြီးတော့တောင်ငူမြို့ပေါ်မှာရှိတဲ့အနိပိုင်းရက်ွက်တွေနောက်ပြီးလို့ရှိရင်ဒီရွာချင်းဆက်လမ်းတွေပေါ့နော်ကြီးရွာအချို့မှာရှိတဲ့ရွာချင်းဆက်လမ်းတွေတံတားတွေပျက်စီးမှုတွေရှိခဲ့တယ်လို့သိရတယ်တောင်ငူမြို့ပေါ်မှာရှိတဲ့လူမှုရေးအသင်းအဖွဲ့တွေရဲ့ဒါလူမှုကွန်ရက်ပေါ်မှာရေးသားချက်တွေအရာကြီးကြီးနှမြုံမှုခံရတဲ့ပြည်သူလူထုကိုဒါရွှေ့ပြောင်းနေရတယ်လို့သူတို့ပြောပါတယ်နောက်တဲ့ရင်ဘုကတော့ပြီးခဲ့တဲ့ဒါဇွန်လ18ရက်နေ့က PDF AB Media ချုပ်မှာတင်ခဲ့တဲ့ ဒီ PDF မိန်ကလေးတယောက်အပေါ်ကိုလိန်အကြက်ဖတ်မှုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုးအရင်တော့ကလည်းဒီကမ်ဘလူးမှာဖြစ်ပွားခဲ့တယ်တဲ့ကမ်ဘလူးထဲမှာလည်းအဲ့ဒီ PDF ခေါင်းဆောင် PDF ခေါင်းဆောင်ကအချုပ်ခန်းထဲမှာဖမ်းထားတဲ့တူနာပြူးနဲ့ grade 11ចောင်းသူပေါ့ဆက်မတက်ဖြစ်တော့တဲ့ဆက်မတက်သေးတဲ့ចောင်းမဖွင့်လို့မတက်ရတဲ့ grade 11ចောင်းသူအဲ့ဒီနှစ်ယောက်ကိုအာဓမပြူးခြင်းတယ်အုပ်စုဖွဲ့အာဓမပြူးခြင်းတယ်အဲ့မှာရှိတဲ့အဖွဲ့ဒါနဲ့ပတ်သက်ပြီးတည်င်းနေကြီးကြီးမားမားထွက်တဲ့အများကြီးပဲ เนาะတည်နေထွက်ပေါ်သွားတယ်အချင်းချင်းပြန်ပြီးပေါ်ကြတယ်เนาะဒါပေမဲ့အဲ့ဒီ PDF ကောင်းဆောင်ကအခုချိန်ဒီလွတ်နေစေအခုဒီမှာ PDF ဘေးမီဒီယာတကူကနေတင်ထားတဲ့ကိစ္စအဲ့ဒါဘာလဲဆိုတော့ဒီတောင်တာမှာဖြစ်ခဲ့တဲ့ကိစ္စတောင်တာအမျိုးသမီး PDF တယောက်ကိုအဲ့ဒီဟာရှိတဲ့ဒီစကန်းတောင်ဝန်ခံ PDF သူကောင်းဆောင်လားကောင်းဆောင်လားမသိဘူးသူကနေအရမပြုတ်ခြင်းတယ်အဲ့ဒီအတွက်တိုင်နေနေရာတကလိုက်တိုင်နေဘယ်သူမှအရင်မယူပေးဘူး ော်အေးယူလို့လည်းမရဘူးလေသူတို့တို့ကသူလည်းနဲ့ကိုလည်းနဲ့နဲ့ရှိတဲ့အချိန်မှာဘယ်သူမှအေးမီလို့မရဘူးအဲ့တော့သူတို့စီကတုတ်ပြတဲ့စကားတွေကအများအားယူရှင်းတယ်အဲ့ဒါပါလဲဆိုတော့တော်လိုင်းပြီးလို့ရှိရင်အကုန်လုတ်ပြီးမယ်ဆိုတော့တော်လိုင်းကဘယ်တော့မှပြီးမှလည်းမဟုတ်ဘူး PDF မှလေးတွေအတ္တမပြုချင်းခံရမှုတွေကဒါကိုပေါ်ထွက်လာတာပဲရှိတယ်မပေါ်ထွက်လာဘဲနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေအများကြီးရှိပါတယ်နောက်တဲ့တဲ့ဘုကတော့ဒီရှမ်းလူအခွင့်ရေးမန်နိုင်ဆိုတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတယ်အဲ့ဒါကတော့ UWSA ဝါနယ်မြေထဲမှာမေရှားတတ်တူတူဖို့မှုတွေက 2025ခုနှစ်အစပိုင်းလောက်မှာမေရှားသတုတွင်သုံးတွင်းလောက်ပဲရှိပေမဲ့2025ခုနှစ်ဖေဖော်ဝါရီမှာတော့ဂျိုရုတပ်ပုံတည်င်းတွေအရမြို့ရဲ့တောင်ဘက်တောင်ကုန်းတလျှောက်လုံးမှာမေရှားသတုတွင်26ခုလောက်ထိရှိလာတယ်လို့ပြောပါတယ်မေရှားသတုဒုဖော်မှုကဒေတာတွေမှာရှိနေတဲ့ရေအေးမြစ်ကိုအနေရရှိစေပြီးတော့ညဉ့်ညမ်းစေတယ်ပေါ့သူတို့ဖွဲ့ထုတ်ပြန်ကြရပြီးလို့ရှိရင်တဘာဝပတ်ဝန်းကျင်ထိခိုက်တယ်เนาะအဲ့ဒီအတွက်ဒါတွေကိုထိမ့်သိမ့်မှုပြောတယ်ပေါ့မေရှားသတုဒူတာက ပုံမွေလင်းလင်းပြောရရင် UWSA တဖွဲ့တည်းမဟုတ်ဘဲနဲ့ KIA ကလည်းအဲ့မြေရှားတပ်တုကိုအကြီးအကျယ်တူဖော်နေတယ်သူတို့ထိချုပ်ထားတဲ့ဒေသတွေမှာမြေရှားတပ်တုတွေရွှေတွေကိုအကြီးအကျယ်တူဖော်နေတာဖြစ်ပါတယ်အဲ့လိုပဲဖားကန်မှာ KIA ထိချုပ်စင်က KIA ပေးခဲ့တဲ့နော်ဒီရောင်းခဲ့တဲ့ပေါ့သူတို့ငှားခဲ့တဲ့မြေနေရာတွေတူဖော်ခွင့်ပြုခဲ့တဲ့နေရာတွေကဒါတုတ်တန်မြေပါသူတို့ကတင်းကျိုင်းမြေပါသူတို့ကရောင်းခဲ့တယ်အဲ့နေရာတွေမှာပါတချို့သောလုပ်ငန်းရှင်တွေသူတို့ကရောင်းခဲ့တယ် ဲ့နေရာဒီမှာကြောင်မြတ်တူးဖို့ရည်ဒီလှုပ်လိုက်တဲ့အခါမှာအလောင်းတွေပေါ်ထွက်လာတဲ့တဲ့င်းတွေလည်းဒီရက်ပိုင်းမှာဒါလိုင်းပေါ်မှာထွက်လာတာဖြစ်ပါတယ်။နောက်တဲ့င်းတွေဘူကတော့ဗမောက်မြို့နယ်ထဲမှာရှိတဲ့ရွာအချို့ကို PDF ဖွင့်ဝင်နေရတရွာကို10ဦးလက်နက်ကင် အဖြစ်တာဝန်ထမ်းဆောင်မှုအစည်းအဝေးခေါ်ပြီးတော့ချင်းချောက်တောင်းဆိုခဲ့တယ်လို့သိရတယ်။ဒေသခံတွေကတော့မပေးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့အတွက်ဒါဒုက္ခရောက်တယ်။သူတို့ဒုက္ခရောက်နေတဲ့အချိန်မှာဒီလောက်လူကများတယ်လို့ပြောတယ်။ဆိုတော့အဲ့ဒီဗမောက်တောင်ပိုင်းရွာတွေဖြစ်တဲ့ နားလင်ကားမန်ကင်းမင်းကုံဆယ်ကြီးပိန်နေကုံပင်စင်တဲရွာတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီရွာတွေကအဲ့လိုမပေးဘူးလို့ဒါမှမဟုတ်ရှင်များလုံးလို့ဇောရကတက်ခဲ့ပြီမဲ့အဲ့ဒီက PDF ခေါင်းဆောင်လင်းနိုင်ဆိုတဲ့သူကတကယ်လို့အဲ့ဒီအနှုံတိုင်းမပေးဘူးဆိုလို့ရှင်တရွာဝင်တရွာတက်တအိမ်တက်တအိမ်ဆင်းလူတွေလိုက်ဆွဲမယ်ဆိုပြီးတော့ချင်းချောက်တောင်းဆိုထားတာဖြစ်ပါတယ်။နောက်တစ်တင်းတဲ့ဘုကတော့ပခုတ်ကူမျိုးနယ်ချမ်းသာကြီးရွာနာမှာရှိတဲ့ PDF စခန်းကိုလုံချိုကြီးတစ်ဖက်ဝင်နေ ဝင်ရောက်စီးနင်းခဲ့ပါတယ်ဝင်ရောက်စီးနင်းပြီးတော့သူတို့ဖန်စီခေါ်ဆောင်သွားတဲ့အကြောင်းဆရာမတအူးကိုပြန်လည်ကယ်တင်လာနိုင်တယ်လို့သိရတယ်အဲ့လိုစီးနင်းတဲ့နေရာမှာ PDF 6ဦးလက်နက်မျိုးစုံနဲ့ဖန်စီရမိခဲ့တယ်ဆိုတော့ပြီးခဲ့တဲ့ရက်ကဒါပကုတ်ကူမျိုးထဲမှာ ဆီယမတူဦးကို PDF ဒီဖမ်းဆီးသွားတာရှိတယ်အဲ့ဆီယမကတော့ခုချိန်ဒီပြန်မလွတ်သေးဘူးအသက်က28နှစ်ပဲရှိသေးတယ်။နော်အဲ့တဲ့င်းကလည်းလက်စလနာပြောင်းနေတဲ့အချိန်ဒီဖြစ်ပါတယ်။ဒီနေ့တော့တဲ့င်းတွေကတော့လောက်ပါဘူးခင်ဗျာ။ချီရှူအပီတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KB WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှာဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ bright လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကုညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကုညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ